ဘာသာရေးကိုအခြေပြုပြီးဖြစ်ပေါ်လာတဲ့ပြည်ပခန့်တွေကိုရှော့ချနိုင်ဖို့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာဘာသာပေါင်းစုံငင်းချိုင်းဖိုရမ်တစ်ခုကျင်းပခဲ့ပါတယ်ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်ဘာသာပေါင်းစုံဒေတာတွင်းငင်းချိုင်းဖိုရမ်ကိုရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့လာရှုံမော်တယ်မှာအော်တိုဘော်လ15ရက်နေ့ကနေ18ရက်နေ့အထိကျင်းပခဲ့တာပါဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူငယ်လူရွယ်တွေကဘာသာရေးကောင်းဆောင်တွေနဲ့ထိတွေ့ပြီးတော့သူတို့အချင်းချင်းနဲ့ပို့ပူးနားလည်လာပြီးတော့မှာ ဒီအချင်းချင်းဆက်ဆံမှုတွေအားကောင်းလာလို့ရှိရင်မတမတမသူတွေရဲ့စီယုံလို့ဆိုမှုတွေကမအောင်မြင်တော့ပဲနဲ့ပြိပခါတွေကရှော့ချလာနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မလို့ဒီ foreign တွေကနေပြီးတော့ကျွန်တော်တို့ကသဘောတရားရေးဆိုင်ရာဒီ concept တွေကိုကျွန်တော်တို့က input တွေပေးတယ်။ပြီးတဲ့အခါမှာသူတို့ရဲ့ group work focus group discussion တွေလုပ်ပြီးတဲ့အခါကျတော့သူတို့ data တွေမှာဘလို့ account တွေ formulate ဆိုတဲ့ တကယ် data rate action plan တွေကိုသူတို့ကိုယ်တိုင်ရေးဆွဲတာမျိုးကိုကျွန်တော်တို့အားပေးတာဖြစ်တယ်။ Foran ကိုမြန်မာနိုင်ငံဆိုင်ရာ American တန်ဖွဲ့တွေလည်းလာရောက်လေ့လာခဲ့ပြီး data တွင်းကဘာသာရေးခေါင်းဆောင်တွေဆရာတော်တန်ဃာတော်တွေနဲ့ပြေဆုံခဲ့ပါတယ်။ပါရာပေါင်းစုံကြည့်ခဲများအမေရိကန်နေတန်းအရာရှိပုဂ္ဂိုလ်များအနေပြီးတော့မှကမ္မကထပြုပြီးတော့မှလေလို့လာရှုမြို့မှာပရမဆုံးအချိန်လို့လည်းပြောပါတယ်။အဲကြောင့်ဒီလိုလာတွေ့ဆုံပြီးတော့မှသူတို့တည်ချင်တဲ့အလေးတွေအချက်လက်တွေ ဒါတွေအားလုံးသိရတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်။အင်ပါရာရေးပိုင်းတွေကလည်းပဲဒါတကယ်ညီညီညွတ်ညွတ်နဲ့ရှိနေတဲ့အကြောင်းဒါတွေတိထွားရတဲ့အတွက်ကြောင့်လည်းသူတို့မှလည်းအဲချိန်တတ်သွားပါတယ်။အခုလိုမျိုးဖိုရန်တွေကိုမကြာခဏကျင်းပပေးခြင်းဖြင့်ဒေတာအတွက်များစွာအကျိုးရှိတယ်လို့ဟိန်နူဘာလာဝင်ဆရာတော်တပါးကအခုလိုမိန့်ကြားပါတယ်။လူငယ်လေးတွေငယ်ငယ်ကလေးကနေကျွန်တော်တို့ဒီစီလုံးညီညွတ်မှုတယောက်နဲ့တယောက်ကိုချင်းစာတရားစာနာမှုတွေကရုဏာတရားတွေဒီဟာတွေရတဲ့အတွက် ဟိုနောင်လာနောက်သားတွေအချင်းချင်းဒီပြိပခကင်းမယ်နိုင်ငံတော်အတွက်ဘယ်ကဏ္ဍကနေပါဝင်ကျိုးအကျိုးဆောင်ရမယ်ဆိုတာလဲသူတို့နားလည်လာမယ်။နောက်လူသားချင်းစာနာစိတ်တွေလည်းဝင်လာမယ်။ဆိုတော့ဒီပြိပခကိုဖယ်ရှားဖို့အတွက်ကဒီလိုဖိုရမ်မျိုးတိတ်ထရောက်တယ်လို့ထင်ပါတယ်။ဒီလိုဖိုရမ်မျိုးကိုပဲခူးတိုင်းပြည်မျိုးကချင်းပြည်နယ်ဗမော်မျိုးနယ်ကယားပြည်နယ်လိုက်ခေါ်မျိုးတွေမှာကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင်ဘာသာပေါင်းစုံတားဟစာတာဖြစ်ရေးဥပဒေတစ်ခု ထွက်ရှိလာအောင်လဲဆောင်ရွက်သွားမယ်လို့ပွဲစီစဉ်သူကပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ